စကားတိုင်းရှင်ဝမြင်းကြီးနာကားလဲကျေးရွာကိုစက်ကောက်စီလေးတဲ့ကပုံကျက်တက်ခိုက်ပြီးကောလင်းမျိုးနဲ့ငားမိုင်အကွာကရွာတွေကိုလဲစစ်ကြောင်းထိုးနေလို့ဒေသခံတွေထွက်ပြေးနေကြရတယ်လို့တော်လည်ကြီးတက်တွေစီမှသိရပါတယ်။ကောလင်းနဲ့အင်းတော်မျိုးကိုတွားနိုင်တဲ့ရှင်ဝမြင်းကြီးနာကားလဲကောလင်းမျိုးနဲ့ရှစ်မိုင်ကျော်ဝေးတဲ့ရှောက်ပစ်ချံရွာကိုစက်ကောက်စီလေးတဲ့ကမေလ9ရက်နေ့ကမနေ့အစောပိုင်းမှာပုံကျက်တက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ ဒေသခံတော်လိုင်းရဲဘော်တယောက်ကအင်းတော်ကိုဆုတ်ရှုံသွားတာတော့မင်းမီဆုံးမှုမရှိလို့မစားရတဲ့အမေတဲနဲ့ပတ်နေတာဒီမှာတော့လေချောင်းပစ်ခံရတာပုံမှန်လိုဖြစ်နေတော့ဖြစ်တုံးခဏရှောင်ကြတာပေါ့လို့ပြောလာပါတယ်။ရှာပင်ချန်ရွာကမနက်တနာကြီးကျော်မှာဒရဲဦးလေတက်ကတက်လာတဲ့ Jet Fighter လေးနဲ့ဘုံနှစ်ချိန်ကျဲလို့ဒေသခံဦးမောင်ဝရဲ့နေအိမ်ပေါ်ချပြီးနေအိမ်ပြစီသွားပေမဲ့လူထိခိုက်မှုမရှိဘူးလို့သိရှိရပါတယ်။ ဲ့ဒီ shopping center ရောအနီးမှာစက်ကောင်စီတက်တဲ့တိုက်ပွဲဖြစ်နေတာစစ်ကြောင်းထိုးတာတွေမရှိပဲဘုံချက်ချတာဖြစ်ပြီး shopping center ရောကိုတက်စမီပေးနေတဲ့ transformer ပျက်စီးသွားတယ်လို့ဒေသခံတွေစီမှသိရပါတယ် shopping center ရောရွှေဘူကနေ calling တို့တွားရင်လည်းဖြတ်တန်းသွားရတဲ့ယူရဖြစ်တယ်လို့တော်လန်ရေးတက်တွေတိမ့်ထားတဲ့အင်းတော်မျိုးကိုတွားရင်လည်းဖြတ်တန်းသွားရတဲ့ယူရဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်မန္တလေးရွှေဘူမြစ်ချနာကားလန်းနဲ့ရထားလမ်းပိုင်းအပါအဝင် အရေးပါတဲ့နေရာတွေကိုတော်လန်ရေးအင်အားစုတွေကစုမှုထိတ်ချုပ်ထားပြီးတော့မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီက နှစ်စံပိုင်းမှာထုတ်ပြန်ထားပါတယ်။စကွန်စီတာလေကြောင်းတိုက်ခိုက်မှုတွေအပြင်ကောလင်းမျိုးနဲ့ငားမိုင်ဝင်းကျင်အထိကိုပါစစ်ကြောင်းထိုးလို့တော်လန်ကြီးတပ်တွေနဲ့တိုက်ပွဲဖြစ်တာကြောင့်ရပ်သားတွေလည်းမနေရဲပဲထွက်ပြေးနေရတယ်လို့သိရှိရပါတယ်။မက်စလာ9ရဲ့မနက်ပိုင်းကကောလင်းမျိုးတွေကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ကောလင်းခရိုင်တရင်တက်ပကဖပူပေါင်းအဖွဲ့တွေမျိုးနဲ့နှစ်မိုင်အကွာမှာတိုက်ပွဲဖြစ်ကြတယ်လို့သိရှိရပါတယ်။တိုက်ပွဲအတွင်းမှာရပ်သားတက်90ကျော်အရွယ်ကြီးစီမံတည်ဆုံသွားပြီးနောက်စစ်ကောင်စီတပ်ကကောလင်းမျိုးတွေကိုပြန်ဝင်သွားတယ်လို့ဒေသခံတွေကသိရှိရပါတယ်။ကောလင်းမျိုးနဲ့98မ ိုင်ဝန်းကျင်ဝေးတဲ့အင်းတော်မျိုးကို တော်လိုင်းရေးတက်တွေအရလကိုရဲနေကတိမ့်ပက်ခဲ့ပြီးနောက်အဲ့ဒီငေးကဆလို့ကောလင်းအရှိချမ်းရောင်ကုန်းရွာကချင်ကုန်းရွာအင်ပင်လာရွာကောလင်းခရိုင်ဝင်းတုံမျိုးတွေကနက်ခမ်းရွာတွေကိုစစ်ကောင်စီလေတက်ကလေချောင်းတတ်ခိုက်တာတွေလှုပ်လာတာပါစစ်ကောင်စီလေတက်ဟာအဲ့ဒီနေ့မှာပဲအင်ပင်လာရွာစာတင်ကျောင်းကိုပေါင်900ဘုံနှလုံးကျဲတာကြောင့်အသက်14နှစ်အရွယ်မဲကလင်းငယ်တယောက်တိစုံပြီးအရတ3ယောက်ပြင်းထန်တိုင်ရန်ရရှိခဲ့တယ်လို့သိရှိရပါတယ် အဲ့ဒီနေ့မှာပဲဝင်းသူမျိုးနယ်ကနန်ခိုင်မြို့ကိုဒီကြောင်တက်ခိုက်တာကြောင့်ဒီရက်25ရက်ထက်မနေ့တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။နန်ခိုင်ကျွော်ဟာဝင်းသူမျိုးနယ်အေရော်မျိုးဂျားမှရှိတဲ့ NUG ရဲ့စိုးမှုနယ်မြေဖြစ်ပြီးအေရော်မျိုးနယ်မိုင်30လောက်ဝေးတာပါ။အေရာ7ရက်နေ့မှာတော့တော်မိုလာအုပ်စုရှော့ဖြူကုန်းရွာကို Jet Fighter နဲ့ဘုံကျဲလိုကော်လင်မျိုးပြုံးလွင်ရက်ကွက်ကဒါဘီဆက်ဆောင်ရတဲ့အသက်50ရွယ်အမျိုးသမီးနှစ်ယောက်တည်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။ ဧပြီ13ရက်နေ့မှာညောင်ကုန်းရွာစီဆိုင်ကိုလေကြောင်းကဘုံ၃ချိန်တိုက်ခတ်ခဲ့လို့အယက်သားမျိုးသားတယောက်မျိုးသမီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောလင်းမျိုးကိုတော်လိုင်းအင်အားစုတွေဟာ2023ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ပေမယ့်စက်ကောင်စီရဲ့ထိုးစစ်ကြောင့်ပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါတယ်။ကောလင်းမျိုးအနီးကဝင်းတို့အင်းတော်မျိုးတွေကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် ဗမာမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးကတာမြို့မှာလည်းဆေးရည်ညင်သက်မှုမရှိနေဘူးလို့သိရှိရပါတယ်။စစ်ကောင်စီကတော့အင်အားပြင်းငလင်ကြောင့်မေလ6ရက်နေ့ကနေမေလ31ရက်နေ့ထိထပ်တိုး အပြစ်ရက်တယ်လို့ကြေညာထားပြီးတစ်ဖက်မှာလည်းငေးစဉ်ပုံချဲတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။မြို့သားညီညွတ်ရေးအစိုးရအန်ယူဂျီလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ချက်အရမတ်လ28ရက်နေ့ကနေမေလ2ရက်နေ့ထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု282ကြိမ်ရှိခဲ့တယ်လို့သိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေကြောင့်လည်းရက်သား296ယောက်သေဆုံးခဲ့ပြီးတော့456ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။